မင်္ဂလာပါခင်ဗျရှကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကအင်းတော်မြို့သိမ်းတက်ကွက်တွင်တော်လန်ရေးပူပေါင်းတပ်တွေကအရှင်ဖန်စီရောက်မိထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတပ်မခုံခုံတပ်မမှုဘုံမှုချုပ်အောင်တပ်ဦးဆိုတဲ့သူဟာဆန္ဒဒိန်းတဲ့2021ခုနှစ်မှာပဲအမှတ်၁စစ်ဗျူဟာမှုအဖြစ်ရန်ကုန်ကပြည်သူတွေကိုပါပြစ်ခတ်တပ်ဖြတ်မှုမှာအဓိကဦးဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သူ့ရဲ့အကြောင်းကိုတေချာသိတဲ့သတင်းရှင်းမြစ်ကအတိအကျပြောဆိုလာပါတယ်။ မခွေးတိုင်းမှာအချက်ဖက်စကောင်စီဘက်ကစစ်အရာရှိကြီးတဦးရဲ့တားဖြစ်တဲ့သူကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးမိတယ်။နေရီဂန်နဲ့ရွာတစ်ကလေးခြေရွာအုပ်ချုပ်ရေးမှုနှစ်ဦးထွာပြေးနေရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကန်တန်းကအင်တော်မြို့သိမ်းတိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းတပ်တွေကအရှင်ဖန်းစီရမိထားတဲ့အကြံဖက်စကောင်စီတပ်ကတပ်မကုန်ခွန်တပ်မမှုဗိုလ်မှူးချုပ်အောင်တအူးဆိုတဲ့သူဟာ ဆန္ဒသိမ်းတဲ့2021ခုနှစ်မှာပဲအမတ်တစ်စစ်ပွားမှုအဖြစ်ရန်ကုန်ကပြည်သူတွေကိုပါပစ်ခတ်တပ်ဖြတ်မှုမှာအတိတ်ကဥဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သူ့ရဲ့အကြောင်းကိုတေချာသိတဲ့တင်းရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုလာပါတယ်။အဲ့ဒီအချမ်းဖက်စကောင်စီတက်ရဲ့ကျန်းလာပါတယ်ဆိုတဲ့တက်မခုံခုံကတက်မမှုဘုံချုပ်အောင်သက်ဦးအပါဝင်စစ်သားအယောက်150ကျော်ကိုတော်လန်ရေးပူပေါင်းတက်တွေကအင်းတော်မြို့သိမ်းတိုက်ပွဲမှာအရှင်ဖမ်းဆီးရမိထားတယ်လို့တော်လန်ရေးတင်းရင်မြစ်ကပြောထားပါတယ်။ အဲ့ဒီစစ်ကောင်စီရဲ့တက်မောက်ခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တပ်ဦးဆိုတဲ့သူဟာစစ်တပ်ကတော့အပတ်စဉ်၄၂ကြောင်းစင်းဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှာအမတ်တစ်စစ်ပြူဝမှုအဖြစ်ရန်ကုန်ကပြည်သူတွေကိုပါပြစ်ခတ်တပ်ဖြတ်မှုအတွေ့အဓိကဦးဆောင်ခဲ့တဲ့သူဖြစ်တယ်လို့သူကိုယ်တိုင်ဆန္ဒပြပြည်သူတွေကိုပြစ်တတ်ဖို့အမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်းသူ့ရဲ့အကြောင်းကိုတေချာသိတဲ့သတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုအချက်လက်တွေနဲ့တကွပြောဆိုလာပါလေအဲ့ဒီတက်မခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်တပ်ဦးဆိုတဲ့သူမှာ ဇနီးဖြစ်သူဒေါ်သက်စုနွယ်ထွန်းနဲ့တားအကြီးဖြစ်သူပြည့်ရှန်ဦးတားငယ်အံဖုံးဦးတို့ရှိတယ်လို့လည်းပြောထားပြီးသူဟာရန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်၁စစ်ဗျူဟာမှုအဖြစ်ကနေကန်ယူရန်တိုင်းစစ်ဌာနချုပ်ကော့တောင်းတက်နေရဲ့စစ်ဗျူဟာမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့သလိုအဲဒီနောက်မှာတက်မကွန်ကွန်တက်မမှုဖြစ်လာပြီးအခုတော့အင်ဒိုမျိုးသိန်းတိုက်ပွဲမှာတော်လန်ရေးပူပေါင်းတက်တွေရဲ့ခြေမုံမှုအတွင်ထွက်ပြေးရတဲ့အခြေအနေထိပါဖြစ်သွားရကနေ အခုတော့ပြေးလို့မလွတ်ဖဲအရှင်ဖန်းစည်းခံလိုက်ရပြီဖြစ်တယ်လို့ရန်ကုန်ခေတ်တည်းရဲ့တရင်ရှင်မိကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းမှာအချက်ဖက်စကောင်စီဘက်ကစစ်အရာရှိကြီးတဦးရဲ့တားဖြစ်တဲ့သူကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖန်းစည်းမိတယ်နေရီကန်နဲ့ရွာတိကလေးကျေးရွာအုပ်ချုပ်ရေးမှုနှစ်ဦးထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တည်းကိုပြောပါတယ် ဒါကတော့လက်ရှိမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေလေအချက်ဖက်စကောင်းစီတက်ကတော့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်7နှစ်အတွက်ဆိုပြီးလူငယ်တွေကိုစစ်သားတဲ့အဖြစ်နှီးပေါင်းစုံနဲ့စုဆောင်းနေရမှာမကွေးတိုင်းကနေရီကန်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းစော်နဲ့ရွာတကလေးကျေးရွာအုပ်ချုပ်ရေးမှုဟန်မောင်ဆိုတဲ့သူတို့နှစ်ဦးဟာလေအာဂျိုမန်တနဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ပြီး စစ်ကောင်စီရဲ့အမှတ်301ချင်းမြန်တရင်တဲ့ကိုပို့နေကြတယ်ဆိုပါလေအဲ့ဒီအချိန်မှာပဲအုတ်ကြီးနှစ်ဦးပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲပို့လိုက်တဲ့လူငယ်တွေတဲမှာအချက်ဖက်စစ်ကောင်စီတပ်ကစစ်အရာရှိကြီးတဦးရဲ့တားဖြစ်သူလူငယ်တဦးလည်းပတ်သွားတဲ့အတွက်လက်ရှိမှာတော့အဲ့ဒီနေရီကန်ချေရွာအုတ်ချိုရင်မူဝင်းစော်နဲ့ရွာတက်ကလေးချေရွာအုတ်ချိုရင်မူဟန်မောင်ဆိုသူတို့နှစ်ဦးဟာအေးအေးယူခံရမှန်ကိုစိုးရင်ကြောက်လန့်ပြီးသူတို့ရဲ့နေအိမ်တွေကနေထွက်ပြေးသွားကြပြီလို့ချေရွာနေဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောထားကြပါတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းတိုင်းမှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ဆလင်းကြီးမြို့မှာရဲစခန်းကနေတိန်ဒုတကြက်တူဟာလက်နက်ခဲယမ်းတဲ့အတူမိသားစုပါခေါ်လာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ရင်းမာပင်ခိုင် PDF အမှတ်16တရင်ရဲ့တာဝန်ရှိသူတူဦးကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ဒါကတော့ဧပြီလ9ရက်နေ့ကပဲအကြံဖက်စစ်ကောင်စီရဲ့ဆလင်းကြီးမြို့မှာရဲစခန်းကနေတိန်ဒုတကြက်ရဲတူဟာမိသားစုနဲ့အတူအလင်းဝင်ရောက်ခြင်းနဲ့အကြောင်းကိုတော်လန်ရေးတပ်တွေနဲ့ချိတ်ဆက်လာတဲ့အတွက် ရင်းမာပင်ခရိုင် PDF အမှတ်16တရင်ရဲ့ရဲဘော်တွေကတွားရောက်ခေါ်ထုတ်ပြီးခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်စလင်းကြီးမြို့မှာရက်စကန်ကနေတိန်ဒုတက်ချက်တဦးဟာသူ့ကင်ဆောင်တဲ့လက်နက်ပါယူချလာသလိုမိသားစုကိုလည်းတပါးနဲ့ခေါ်လာပြီးတော်လိုင်းရေးတပ်တွေစီမှာအလင်းဝင်ရောက်လာခဲ့တဲ့အတွက်လက်နက်ပါယူလာနိုင်မှုကြောင့်တော်လိုင်းရေးတပ်တွေကဂုံပြူစုငွေ7380ကိုလည်းချင်းမြင်ပေးထားတဲ့အပြင် CDM ဆိုင်ရာကိစ္စရက်တွေကိုလည်းဆက်လက်ဆောင်ရွက်ပေးထားပါတယ်လို့ရင်းမာပင် KIPD အမှတ်16တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ ဖတ်ပါတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကဘကိုးတိုင်းမှာရှိတဲ့တောင်ငူနဲ့ရေတားရှိမြို့နယ်တွေမှာစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်တော်လည်ရေးပူပေါင်းတက်တွေကကြားဖြတ်တိုက်ခိုက်ချင်းမှုရမှာဇေကောင်စီတပ်သား6ဦးကတော့အတိအသင့်တိတ်ကုန်ကြပြီလို့ရေတားရှိမြို့နယ်အခြေစိုက်3934 PDF တက်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာ ငလီနဲ့ညောင်ပြည်သူတွေဟာစိုးရင်ပူပန်မှုတွေနဲ့စာဝင်နေရေးအခက်ခဲတွေပါကြုံပြီးဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကဧပြီလ6ရက်နေ့နဲ့8ရက်နေ့တွေမှာပဲမကိုတိုင်းရေသာရှိမြို့နယ်ကအိုးမြေကျေးရွာဘက်နဲ့တောင်ကူးမြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ကံဗဒဲကျေးရွာဘက်တွေကိုစစ်ကြောင်းထိုးလာတယ်ဆိုပါတယ်အဲ့ဒီမှာ တော်လိုင်းပူပေါင်းတက်တွေကအသင့်ဆောင်ပြီးအဲ့ဒီစစ်ကောင်စီတက်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခြေမုံရမှာတော့စစ်ကောင်စီတပ်သားစုစုပေါင်း6ဦးဟာအတိအသင့်တိုက်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ရေတာရှင်မြို့နယ်အခြေစိုက်353ညလေပီဒီတက်ရင်တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိမှာငလင်းနှံကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်ကုညီမှုတွေကိုထိတိယောက်ယောက်မလုံနိုင်တဲ့စစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေကိုအဆက်မပြတ်လှုပ်ဆောင်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာတော့မန္တလေးတိုင်းမှာဒီကနေ့ဧပြီလ17ရက်နေ့မနက်ပိုင်းမှာပဲတာစီမြို့အနီးကိုဗဟိုပြုပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြန်တဲ့အတွက်မိဒီလာဝန်တွင်းနဲ့မြစ်သားအပါအဝင်နေရာအများစုကပြည်သူတွေဟာစိုးရိမ်ထိတ်လန့်ခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာကြီးမားပြင်းထန်တဲ့သခိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်တွေဟာထပ်မံလှုပ်ခတ်နေရမှာဒီကနေ့ဧပြီလ17ရက်နေ့မနက်7:00နာရီဝန်းကျင်လောက်မှာပဲ မန္တလေးတိုင်းတာစီမြို့အနီးကိုဗဟိုပြုပြီးပြင်အား9.5အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြန်တယ်လို့အမျိုးသားညီညွတ်အစိုးရ NGO ရဲ့ BNS ဆိုင်ယာစီမံခန့်ခွဲရေးဝန်ကြီးဌာနကနေတည်င်းထုတ်ပြန်ထားပါသေးတယ်။အဲဒီလိုဒီကနေ့မနက်ပိုင်းမှတင်9.5အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားမှုကိုမိတီလာဝန်တွင်နဲ့မြစ်သားအပါဝင်နေရာအများစုကပြည်သူတွေဟာတိတိတတ်တာခံစားလိုက်ရပြီးစိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားသလို လက်ရှိမှာတော့မတ်လ28ရက်နေ့ကတင်ခုနှစ်တသမခုနှစ်အဆင့်ရှိတယ်ငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်တွေဟာထပ်မံလှုပ်ခတ်မှုတွေရှိနေသေးတဲ့အတွက်ပြည်သူတွေအနေနဲ့စိုးရိမ်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ